်မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တဲ့ကစကားတမ်းအစီအစဉ်အနေနဲ့လာရှိုးမြို့ကရဲမိတအူရေးသားပြပလာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ညီမက လာရှိုးဘက်မှာတာဝန်ထမ်းဆောင်ရင်းတုံမှန်အဖြစ်အဖမ်းခံခဲ့ရတဲ့အခြားအဆင့်စစ်တီတဝူးရဲ့ဇနီးရဲမိတအူပါညီမယောက်ျားကလာရှိုးမှာတာဝန်ထမ်းဆောင်ရင်းတုံမှန်အဖြစ်အဖမ်းခံရပြီးပျောက်ဆုံးသွားတာပါအဲ့ဒါကိုတက်ကညီမတို့ကို2025ခုနှစ်တလာပိုင်းကုန်ထိပဲလာစာပေးပြီးတော့နှစ်လပိုင်းကစပြီးမပေးတော့ပါဘူး ူကြီးတွေပြောတာကတော့ခန်းစား권လုပ်ပေးပါမယ်တဲ့အဲ့ဒီလိုသာပြောပြီးအခုထိဘာခန်းစား권မှမရသေးပါဘူးမြမအမျိုးသားအဖမ်းခံရတာဆယ်လာတဲ့ရောက်ပါပြီဘာခန်းစား권မှမရသေးပါဘူးရှင်တက်ထဲမှာတလားကိုဆန်ချောက်ပြီနဲ့စီတပိတ်တာရပါတယ်မြမတို့ကကလေးတွေများတော့မလောက်ငါပါဘူးရှင်အခုဆိုမြမတို့ကလေးတွေကိုလည်းကြောင်းထားရတော့မယ်အဲ့ဒါလာစာကလည်းမရခန်းစား권ကလည်းမရသေးတော့အစီမပြေတာကိုအထက်ကလူကြီးတွေသိစေချင်ပါသေးတယ်။အဲ့ဒါလေးကိုပြောပြစေချင်လို့ပါ။ ီးတော့ညီမတို့ကခံစား권ကိုမျှော်တာမဟုတ်ပါဘူးညီမယောက်ျားသားပြန်လာမယ်ဆိုရင်ဘာမှမလိုချင်ပါဘူးဒါပေမဲ့ညီမယောက်ျားကိုပြန်လာအောင်အထက်ကမလုပ်ပေးနိုင်တဲ့အတွက်ညီမယောက်ျားချွေးနဲ့သွေးနဲ့ရင်ပြီးပိတ်ဆက်ခဲ့ရမှုတွေအတွက်ရင်သွေးတွေအတွက်နောက်ဆုံးအခွင့်အရေးအနေနဲ့ရရင်လူချင်ပါတယ်အဲ့ဒါအထက်ကလူကြီးများသိမြင်နိုင်အောင်တင်ဆက်ပေးပါရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်ဒါမှမဟုတ်ကာကွယ်ရေးဦးစီးချုပ်ဟာတရုတ်အကူအညီနဲ့လာရှိုးကိုပြန်ယူခဲ့ပေမဲ့ တုံမှန်အဖြစ်အဖမ်းခံခဲ့ရတဲ့အရာရှိစစ်တီတွေရဲ့အရေးကိစ္စကိုတော့မျက်နှာလဲခွဲပြေးဆိုသလိုပြစ်ထားတာလားလို့တော့မေးစင်စီရပါညီမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေနဲ့အိမ်တော်တွေရဲမိတွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်တော်တွေရဲမိတွေအနေနဲ့အစီအစဉ်မှာပါဝင်ကြတယ်ဆိုရင်တော့ message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်